ဟယ်လိုအားလုံးမင်္ဂလာပါရှင် Daily Two Dermatologist Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါရေပြားအထုကုဆရာဝန်ပါဒီနေ့ပြောမှာကြတော့လေ sunscreen နေနဲ့ပတ်သက်ပြီးတော့ပြောပြမှာအာ dry skin ပေါ့အသားရေခြောက်တဲ့သူတွေခြောက်တဲ့အသားရေရှိတဲ့သူတွေအတွက်နော်အာ dry skin အတွက်ကို skin care skin care မဟုတ်ပါဘူး sunscreen နဲ့ဘာလေးရွေးရမလဲပေါ့နော်ကျွန်မတို့ကြတော့ oily and acne prone skin ဆိုတာအစီလဲပြန်တယ်ဝတ်ချံလဲထွက်တယ်နော် အဲ့အသားရည်တွေအဲဘသူပဲဖြစ်ဖြစ်သိပါရဲကျမတို့ကကြမ်းမြန်မာလူမျိုးတွေဆိုတော့လေဟိုဟာအစီပြန်တော့တိတ်မကြိုက်ကြပါဘောနော်အစီပြန်တာနောက်ပိုင်းကျတော့ glow ရယ်ဆိုပြီးတော့ဟိုဟာဖြစ်တာဗောလေပြောတာဗောလေမအစီပြန်တာကိုမကြိုက်ကြဘူးလေနော် sunscreen နဲ့လိမ့်လို့ရှင်အများအမ်းအစီပြန်တာပဲ sunscreen နဲ့အကုန်လုံးဘယ်ဟာပဲဖြစ်ဖြစ်ပြောင်နေတာ ਉਹ နော်ပြောင်နေတော့ cosmetics တွေအကုန်လုံးကလည်းဒီ အစီအူအခြေခံပြီးတော့ပဲလောက်ရတာเนาะအဲ့ဒါမှဒီဟိုစာဝင်တာလေအရေပြားကနေပြီးတော့ဆုပ်ယူနိုင်တာเนาะအဲ့ဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်အ ਨੇ ဆုံးအစီနည်းတယ်ဆိုတာမှအစီကနည်းနည်းကိုပါကိုပါတယ်အဲ့တော့စံခရမနေဆိုလို့ရှိရင်လိမ့်လိုက်လို့ရှိရင်ပြောင်ပြောင်နေမှမကြိုက်ကြဘူးတနခါကြီးပဲလိမ့်နေလို့ဆိုပိုဆိုးတယ်အဲ့ဒီဟာဆိုလိမ့်ငုံမလိမ့်ချင်ဘူးเนาะအဲသူတို့တွေကကြာလေအာချီတွေပါလိမ့်ကြရတယ်နော်တချို့ကမိတ်ကပ်လိမ့်တာပေါ့လေမိတ်ကပ်လိမ့်တဲ့နှာခါလေးလိမ့်ပြီးတော့တူဘက်လေးခရမ်ပတ်လေးရိုက်လိုက်လို့ရှိရင်သူတို့ကဖုံဖုံလေးနဲ့ပေါ့နော်အဲအဲ့လိုမျိုးလေးပဲ အဲအခုနောက်ပိုင်း trend ကကြတော့ကိုရီးယားတွေဆိုလို့ရှိရင်တို့ကဒီအသားရည်ကဒီဆူဆူပြပြလေးနဲ့ glow နေတဲ့ဟာပေါ့နော် skin care နေ့စဉ်ပုံမှန်လုပ်ပေါ့အဲအဲ့သဘောလေးပါလာတာပေါ့အခုကကြတာ dry skin အတွက်ဆိုတော့အာကျမတို့လိုဒီအစီပြန်တဲ့အသားရည်ရလည်းစိတ်ညစ်စရာကောင်းတယ်အစီပြန်လို့ပေါ့နော် sun cream လင်းရလည်းအစီတွေပိုပြန်တယ်ဆိုပြီးတော့အဲ့လိုပြောကြတယ်အဲ့လိုပဲ dry skin သမားတွေလည်းလေတို့လည်းစိတ်ညစ်တယ်ဘာလို့လဲတို့ကလည်း အသားရေတော့၆တာတို့နော်အဲ့လိုမျိုးရဲတာတို့ဖတ်လန်တာတို့အဲ့လိုမျိုးပါလေသူတို့ဖြစ်တတ်တယ်သူတို့မှ sensitive skin လိုမျိုးလေးဘာလိမ့်လိမ့်မတည့်တယ်လို့အဲ့လိုမျိုးလေးအသားချောင်ရအဲ့လိုဖြစ်တယ်အဲ့တော့ dry skin သမားမှလည်းသူ့ဘာသူဥဒုက္ခနဲ့သူရှိတယ်သူတို့ကဝက်ချက်မထွက်ဘူးအဲညနာလေးကညညက်တိတ်တိတ်ကလေးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အသားချောက်တဲ့အတွက်ဆောင်းရဲဆိုလို့ရှိရင်လည်းအဖက်ဖက်လေးလန်တာရှိတယ်လေနော်အဲ့လိုမျိုးပဲဒါပေမဲ့အသက်ကြီးလာလို့ရှင်ပူဆိုးတယ်အဲ့အသားချောက်တဲ့သူ တက်ကြီးလာလို့ရှိရင်အသားရပိုချောက်တယ်ပိုချောက်တော့သူတို့ကကြတော့လေအမြဲတမ်းအဲ့အသားချောက်နေမှကပဲနဲ့ရှားတာတော့အဖက်လန်တာတော့ညီရဲတာတော့အဲ့ဒါတွေကနောက်ပိုင်းဆက်ဆက်ပြီးတော့ဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့မှလည်းရွေးချယ်ရတာသူတို့လည်းဒုက္ခရောက်တယ်အဲ့တော့ကိုကလည်းကိုကကိုဒီ oily skin အတွက်လိုရွေးချယ်တယ်လို့မျိုးသူတို့အတွက်လည်းရွေးပေးတဲ့သဘောလေးပေါ့နော်သားချောက်တဲ့သူတွေကြတော့လေသူတို့ကရေတက်လည်းပြေးရမယ်ပေါ့အဆုတ်တက်လည်းပြေးရမယ်နေအောင်လည်းကောက်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးကိုအဓိကထားပြီးရွေးရတယ် အဲ့တော့ကြတော့သူတို့ဆိုလို့ရှင်ဘာလေးတွေပါတာသုံးရလဲဆိုလို့ရှင် hyaluronic acid အဲ့ဒါကကြတော့လေရေတက်အဆို့တက်ပြည့်ကိုပြည့်တယ်ပေါ့နော်ဒီ hyaluronic acid ။ဟောနောက်ပြီးတော့အဲ hyaluronic acid နဲ့ပတ်သက်ပြီးတော့လေအဗီဒီယိုလေးဟိုးရှင်တော့လုတ်ထက်လုတ်တဲ့ဟာလေးရှိရနော်။ပြန်ကြည့်လိုက်အဲ့မှာဆိုလို့ရှင် hyaluronic acid ကဒီရေတက်အဆို့တက်ပေးတယ်။ဒါပေမဲ့ဘယ်လိုမျိုးလိမ့်မှပေးတာလဲဆိုလို့ရှင်သူကကြတော့ရေတက်အဆို့တက်ကိုသူကဘေးနားကယူတာလည်းရှိတယ်။အောက်ကနေအရေပြားကနေဆုပ်ယူရတာလည်းရှိတယ်။ ် तू อ่ะစုပ်ယူလိုက်တယ်ပေါ့เนาะအဲ့တော့ဘီနာဟာဒီအကုန်လုံးကို तू อ่ะရေတက်ကိုစုပ်ယူလိုက်တဲ့အတွက်ကြောင့်မလို့မျက်နှာလေးကပန်ပန်ဖြစ်တယ်ပလန့်ဖြစ်တယ်ပေါ့เนาะ glow ဖြစ်တယ်ပေါ့အသားရည်လေးอ่ะအဲ့လိုဖြစ်တယ်အဲ့လိုမျိုးဖြစ်အောင်လို့ကိုဘလူးလိမ်းလဲဆိုတာလေးလည်းရှိသေးတယ်အရှိရာဗီဒီယိုလေးမှာကြည့်ပေးเนาะအဲ့တော့ hyaluronic acid ကိုဒီတိုင်းဒီတိုင်းလိမ့်နေပေါ့နော်ဒီတိုင်းလိမ့်လို့ရှင်ကြတော့လေကိုယ့်ရဲ့ရေဓာတ်တွေဆုံရှုံတတ်တယ်ပေါ့နော်ပြီးရင်ဒီ ceramide တို့ shear butter တို့ ဲ့လိုမျိုးလေးတွေပါတဲ့ဟာကိုရွေးမှလေအသားချောက်တဲ့သူတို့ကအဆင်ပြေတာရေတက်ကောအဆူပြီးရင် glycerin ပါတာရွေး glycerin ကကြတော့ကောင်းတယ်ဘယ်အသားရင်အတွက်မဆို glycerin ကကောင်းတယ် shea butter ဆိုလို့ရှိရင်ကြတော့နော်ဒီအမှန်မှန်အသားချောက်တဲ့သူအတွက်ပဲကောင်းတာနော်ဒီဆိုရဲအဆီပြန်တဲ့သူအတွက်ဆို shea butter မကောင်းဘူးသူကအဆီလေးတွေပိတ်တယ်ဟာဝက်ချန်တွေထွက်တယ်နော်အဲ့တော့အသားချောက်တဲ့သူကကြတော့အဲသူ့မှာဝက်ချန်ထွက်တယ်ဆိုတာရှားတယ်ပေါ့နော် ဲ့တော့ तू ကအသားကဘာဖြစ်တတ်လဲဆိုတော့ညီရဲတယ်အဖက်လန်တတ်တယ်ရှားတတ်တယ်အဲ့ဒါအဓိကပေါ့တကယ်လို့အဲ့လိုအဆိုတတ်တွေထိနိုင်လို့ရှင်ကြတော့အဲ့လိုမျိုးတွေသိမဖြစ်ဘူးပေါ့ဒါအသား၆တဲ့သူတွေအတွက်အသား၆တဲ့သူတွေအတွက်ဆိုလို့ရှင်အဲ cream type ကိုရွေးရတယ် cream တို့ lotion တို့ gel တို့ sun cream မှာရှိရလေ essence ဆိုအောင်ရှိသေးတယ်ဒါပေမဲ့အဲ sun cream တွေထဲမှာ cream type ပဲရွေး cream type ဆိုတော့မှဒီအသားချောက်တဲ့သူတွေအတွက်အဆင်ပြေတယ်။ပြီးရင် alcohol မပါတာကြွေးရတယ်။ alcohol base alcohol ပါလို့ရှင်တော့မြန်မြန်ချောက်လွယ်တယ်။မြန်မြန်ချောက်လွယ်ကြတော့အဲကိုယ့်ရဲ့အသားရေကိုအဆိုတက်ကိုလည်းချောက်စီတယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်တယ်။ပြီးရင်ဒီအသားချောက်တဲ့သူတွေအတွက်ကြတော့ alcohol ပါတဲ့ဟာတွေကလည်း skin ကို irritation ရစေတော့အသားရေကြမ်းတမ်းလာတတ်တယ်၊ရဲလာတတ်တယ်၊ရှားလာတတ်တယ်၊လောင်လာတတ်တယ်ပေါ့နော်။ စံကရမ်လေးသုံးမှန်ဆိုလို့ရှိရင်ဒီအသား၆တဲ့သူတွေအတွက်ကလေဘာနဲ့ဖြစ်ဖြစ်မတည့်ဘူးဆိုတဲ့ဟာတစ်ခါတလေရှိတတ်တယ်။သူတို့က sensitive ဖြစ်တာပေါ့နော်။အဲ့ဒီဘက်ကိုသွားတယ်။အဲ့ဒါကြောင့်မလို့သူတို့အတွက်ဆိုလို့ရှိရင်အဲ mineral sunscreen ရွေးရတယ်။ sun outside to titanium dioxide outside to iron outside to ပါတဲ့ဟာလေးရွေးပေးရတယ်။အဲ့ဒါမျိုးကကြတော့လေအဲဒါမှမဟုတ်ဘာဖြစ်တတ်သေးလဲဆိုလို့ရှိရင်အဲ့လို mineral sunscreen သုံးလို့ရှိရင်ကြတော့အဖြူလေမျက်နှာကြီးဖြူဖြူပူပူကြီးတော့ဖြစ်တတ်တယ် white cast တွေထွက်တတ်တယ်ပေါ့နော်အဲ့ဒီဟာလေးတစ်ခုတော့ရှိတယ်တစ်ခုခုနဲ့တစ်ခုခုမှာတော့အားနည်းချက်အားသာချက်တွေကတော့ရှိနေတယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့အဆင်ပြေတာလေးတော့ရွေးရမယ်ဒါပေမဲ့ဒီလိုမျိုးဟာလေးရွေးဆိုပြောပြပြပေးတာနော်ဘယ်သူပဲဖြစ်ဖြစ် sun screening ဆိုလို့ရှိရင် broad spectrum sun screening ကိုရွေးမယ် UVA ရော UVB ရောပါတဲ့ဟာနော်ပြီးရင် SPF ဆိုလို့ရှိရင်30နဲ့အထက်30နဲ့အထက်ကိုရွေးပြီးတော့လိမ့်မယ်နော်ပြီးရင်24နာရီလုံးလုံးလိမ့်တာကောင်းတယ်အဲဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းကကြတော့ဒီနေရောင် ခြေထဲမကဘူးအိမ်ထဲမှာမှာလဲနော် red light တွေလေ blue light တွေအဲ့လိုမျိုးဟာလေဟာတွေကလည်းဒီတင်းတိတ်ရှိတဲ့သူလို့ဆိုပိုးဆိုးတယ်။ဩအဲ့ဒီလေ dry skin သမားတွေနော်တင်းတိတ်သမားတွေကအဲ့လိုမျိုး dry skin ဖြစ်တာများရတယ်သိလား။သူတို့ကဟိုနေရောင်ကိုလည်း sensitive ဖြစ်ပြီးတော့လေအဲ့လိုအသားရေလောင်လွယ်တဲ့အတွက်သူတို့က dry skin ဖြစ်တယ်။သူတို့ငယ်ငယ်တုန်းကဆိုသူတို့ကအရမ်းလှတယ်သူတို့အသားရေလေကအာတင်းတိတ်တွေလည်းမရှိဘူး။ငယ်ငယ်တုန်းကဆိုငယ်ငယ်ကတင်းတိတ်တိတ်မထွက်ဘူးဆိုတော့လေနော်။ နေအောင်ချင်းထိမှဖြစ်တာဆိုတော့အသက်ကြီးလာမှသိလာတာပေါ့သူတို့ကဝက်ချံမထွက်တတ်ဘူးအဲ့တော့အသားကြီးကညံ့ညက်ကလေးနဲ့ဆူဆူပြပြအဲချက်ချောက်ကလေးညံ့ညက်တိတ်တိတ်ကလေးဖြစ်တယ်ပေါ့နော်အသက်ကြီးလာတော့မှ30ကျော်40ရောက်လာတော့မှဒါတဖြည်းဖြည်းနဲ့အဲ့လိုတင်းတိတ်လိုတွေထွက်လာတတ်တာအဲ့ဒါကြောင့်မလို့တင်းတိတ်သမားတွေကအများများသောအားဖြင့် dry skin ဖြစ်တာများတယ်ဒီ sunscreen နဲ့လိမ့်လုံလုံလောက်လိမ့်ရမယ်နော်ဘလို့လိမ့်ရမလဲဆိုတဲ့ဟာလေးတွေကို share video လေးမှာပြန်ကြည့်ပေးเนาะ letter လုံးထဲမှာဆိုလို့ရှင်တော့ la roche posay ရဲ့ ဒီ Neutrogena ရဲ့ပေါ့နော်အဲ့နှစ်ခုကတော့ dry skin အတွက်လည်းကောင်းတယ် Neutrogena ကကြတော့နှစ်မျိုးဆို all skin type သုံးလို့ရတယ်ပေါ့နော်သူလည်း dry skin အတွက်ကောင်းပါတယ်ဒီ Lush ကိုဆေးရကြတော့ oily skin အတွက်တသက်ရှိတယ် dry skin အတွက်ထုတ်ထားတသက်ရှိတယ်နော်အရှိရကြတော့နော်ဟိုဟိုပြောလိုက်ဒီပြောလိုက်ဆိုတော့နည်းနည်းရှုပ်မယ်အချုပ်အားဖြင့်ဆိုလို့ရှိရင်ဘာသုံးမလဲဆိုရင် dry skin သမားလဲ basic skin care အနေနဲ့ဒီလိုဒီလိုဒီလိုလေးတွေသုံးမယ် ပြီးရင် sunscreen နဲ့မှာဆိုလို့ရှင် cream type ကိုသုံးမယ်ပြီးရင်အဲ sunscreen နဲ့မှာရွေးလို့ရှင် mineral sunscreen ကိုရွေးမယ်ပေါ့ပြီးရင်အဲ ceramide တို့ hyaluronic acid တို့ glycerin တို့ shea butter တို့အဲ့လိုမျိုးပါတဲ့ဟာလေးရွေးချက်ပေါ့နော်ဒါကတော့အနှစ်ချုပ်ပဲကျမလှပတော့ရေးပြပါစင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်